အလုံးအလုံးဝိုင်းမင်္ဂလာပါဗျာ JTS channel မှာပြန်လည်ကြိုဆိုလိုက်ပါနဲ့ဒီကနေ့မှာတော့15532ပြန်ပွဲကမြန်မာ fighter တွေရဲ့တွဲဆိုင်တွေကိုပွဲကျူတုံးတစ်ချက်အနေနဲ့တင်ဆက်ပြီးသွားပြီးမဲ့အပြင် Joshua Van နဲ့ပွဲမှာကျွန်တော်ကအနိုင်ရရှိလိမ့်မယ်ပွဲဆိုင်လွယ်လွယ်နဲ့ရမဲ့ပွဲပန်းဆိုပြီးတော့မှ Joshua Van ကိုလီတိုက်လိုက်တဲ့ဘန်တူဂျာရဲ့အကြောင်းကို တင်ဆက်ပြီးတော့မှာဖြစ်ပါတယ်ဒီလမဲ့နိုဝင်ဘာလ9ရက်နေ့တောက်ကြညပိုင်းမှာဆိုရင်တော့155132ပြိုင်ပွဲကြီးကိုဂျင်ပါပြုတ်တော့မှာဖြစ်ပြီးတော့မြန်မာဖိုက်တာ3ဦးရဲ့တွဲဆိုင်တွေကလည်းပါဝင်လာမှာဖြစ်ပါတယ်အစတုန်းက1538ပြိုင်ပွဲမှာအနစ်ဆာမက်ဆန်နဲ့ထူတက်ဖို့စီစဉ်ထားခဲ့တဲ့ဘရိုနီကာဟာဆိုရင်လည်းပွဲပြတ်သွားခဲ့ရတာကြောင့်155ပြိုင်ပွဲမှာပဲပြောင်းလဲထူတက်သွားတော့မှာဖြစ်ပါတယ်။1 Championship က Bronica အတွက်အစားထူပြိုင်ဖက်ရှာပီးခဲ့တယ်ဆိုပေမဲ့လည်း One Fight Night အဆင့်မှာထူးတက်ရောက်လာမဲ့ပြိုင်ဖက်မျိုးမတွေ့ရှိခဲ့တာကြောင့် One Friday Fights မှာပင်ပြောင်းလဲစီစဉ်ပေးလိုက်ရတာပင်ဖြစ်ပါလေ။ Veronica နဲ့ထူးတက်တွားမဲ့ပြိုင်ဖက်ကတော့ Theo Fighter Lee Min Ray ပဲဖြစ်ပါလေ။မြို့သူမီတွဲဆိုင်ဆိုပေမဲ့လည်း Veronica တို့ရဲ့တွဲဆိုင်က One Friday Fights 132ရဲ့ဒုတိယကောင်ပွဲလေးဖြစ်နေခဲ့ပါလေ။ဒါကတော့ Lee Min Ray အတွက် One Championship မှာပထမဆုံးထူးတက်မဲ့ပွဲစဉ်လေးဖြစ်ပါလေ။ Lee Min Ray ဟာဆိုရင်တော့ ဝူရှုနဲ့ကစ်ပေါင်းစင်နောက်ခံကနေလာတဲ့ဖိုက်တာတဲ့အောင်ပင်ဖြစ်ပါလေကစ်ပေါင်းစင်ပိုင်းမှာတော့28.98ပွဲရှုံးဆိုတဲ့ record ကိုပိုင်ဆိုင်ထားခဲ့ပါတယ်ကစ်ပေါင်းစင်လောကမှာတော့အသွေးကြုံများတဲ့ဖိုက်တာတဦးလို့ပြောလို့ရပြီးဒီပြည်တွင်းမှာချန်ပီယံခပ်ပတ်တွေရရှိထားနိုင်ခဲ့တယ်လို့ဥရောပပတ်အထိခြေဆန့်ပြီးပွဲထိုးထားခဲ့ပူတဲ့အသွေးကြုံကောင်းတွေလည်းပိုင်ဆိုင်ထားပါတယ်ဒါကြောင့်ဘရော်နီကအထွတ် short short ထားလို့မရတဲ့ပြိုင်ဖက်တူးလို့ပြောလို့ရမှာဖြစ်ပါတယ်။ဒါပေမဲ့ဘရော်နီကနဲ့ပွဲကူတော့ ကပောင်စင်ခေါင်းစဉ်အောက်ကနေမဟုတ်ဘဲမွေးထိုင်းခေါင်းစဉ်အောက်ကနေပွဲတည်လာခဲ့တာဖြစ်ပါလေ။ဒါကြောင့်တစ်ဖက်ကပြန်ကြည့်လိုက်မယ်ဆိုရင်တော့မွေးထိုင်းပိုင်းမှာဗရိုနီကာကအထွေကြုံအဖြစ်ပို့ပြီးတာနေခဲ့ပါလေ။ဗရိုနီကာတို့ရဲ့တွဲဆိုင်ကို135ပေါင်အန်တန်ဝိတ်တန်းမှာစီစဉ်ပြီးထားခဲ့တာပင်ဖြစ်ပါလေ။ဗရိုနီကာအတွက်ပုံမှန်ဝိတ်ဖြစ်တယ်လို့အရက်မောင်းအရက်လဲပြန်ဖက်တဲ့အနေငယ်လေးတာတဲ့အနေထားမျိုးရှိနေပါလေ။ဒီပွဲကတော့ ဘရော်နီကာအတွက်1 championship မှာထူးတက်မဲ့တတိယမြောက်ပွဲလေးဖြစ်ပါလေ။ဒါကြတဲ့1 fight night မှာထူးတက်ရတော့မယ်ဆိုပြီးမဲ့လေအပြောင်းလဲတွေဖြစ်သွားခဲ့ရတာကြောင့်1 Friday fights မှာပဲစင်ထူးရတာပါ။ဘလို့ပဲဖြစ်ဖြစ်ဘရော်နီကာအနေနဲ့ဒီပွဲမှာနိုင်ပွဲဆက်ဖို့အတွက်လိုအပ်နေပါလေ။တစ်ဖက်ပြန်ဖက်ကလည်း Kip Bowsin နဲ့ Wu Shu တမဖြစ်လို့ဘရော်နီကာအနေနဲ့ချီကန်ချက်တွေကိုတတိထားဖို့လိုမယ်ထင်ပါတယ်။ ရော်နီကာအနေနဲ့လက်သီးထိုးချက်တွေဘောက်ဆင်းကွန်ဘိုင်နေးရှင်းတွေကိုအားပြုမဲ့ဂိမ်းပလန်မျိုးပြင်ဆင်လာတင်ပါတယ်။နောက်တစ်ချက်အနေနဲ့ဆိုရင်တော့ပြိုင်ဖက်ကကစ်ဘောက်ဆင်းတမားဖြစ်နေတာကြောင့် clinch ပိုင်းမှာအသာစီးယူပြီးကစားတင်ပါတယ်။ clinch အနေထားမှာပြိုင်ဖက်ကိုဒူးတိုက်ချက်တွေနဲ့တက်လုံးချွေပြီးကစားနိုင်မယ်။လက်သီးထိုးချက်တွေကိုထိထိမိမိထိုးနိုင်မယ်ဆိုရင်တော့ဒီပွဲမှာဘရိုနီကာကအနိုင်ရရှိဖို့အတွက်ခက်ခဲမယ်လို့မထင်ပါဘူး။ပြိုင်ဖက်ရဲ့မာကွန်ကဘလို့အနေထားမျိုးရှိတယ်လဲဆိုတာမသိရသေးတဲ့အတွက် အလဲထူးမလားဆိုတာကတော့အသက်ကြီးပြောလို့မရနိုင်သေးပါဘူး။ဒါကြောင့်ကျွန်တော်အနေနဲ့ကတော့ Veronica ကပဲအလဲထူးမဟုတ်ရင်အမတ်နဲ့အနိုင်ရရှိသွားမယ်လို့ခံမှန်းချင်ပါတယ်။နောက်ထပ်ပါဝင်လာမယ့်မြန်မာ Fighter ကတော့တန့်စင်ပဲဖြစ်ပါတယ်။ဝမ်ချမရှိကိုရောက်ခါဆောင်တုန်းကပရိသတ်တွေအများကြီးမျောလင့်ထားခဲ့ရတဲ့တန်စင်ဟာဆိုရင်လက်ရှိမှာတော့ပရိသတ်တွေရဲ့ယုံကြည်မှုကိုဆုံးရှုံးလာခဲ့ရပြီဖြစ်ပါတယ် ဂျပန်နာမည်ကြီးဖိုင်တာတာကီရုကိုရှုံးနိမ်ခဲ့ရတဲ့အထိပြည်သက်တွေကတန်စင်ကိုအပြစ်မမြင်ခဲ့ကြပေမဲ့လည်းနောက်ပိုင်းမှာတော့ Thai Fighter စူရီရန်လက်နဲ့ဂင်ဆန်လက်တို့ကိုနပွဲဆက်တိုက်ရှုံးခဲ့ရပါတယ်။နပွဲစလုံးကလည်းအလဲထိုးတွေနဲ့ကြီးပင်ပြိုင်ဖက်တွေကိုရှုံးနိမ်တွားခဲ့ရတာပင်ဖြစ်ပါတယ်။တန်စင်အနေနဲ့အဲ့ဒီပွဲတွေမှာတွေးနေတဲ့ပုံစံမျိုးတွေတွေ့ရပြီးတော့ပြိုင်ဖက်ကဖွင့်ထိုးလာတာနဲ့ဘာမှမလုပ်တတ်မကင်တတ်ပုံစံမျိုးဖြစ်သွားခဲ့ရပါတယ်။ TV ဆိုတာနဲ့ ဘာမှပြန်မတုံ့ပြန်နိုင်တော့တဲ့အထီးကိုပါရုပ်ပြက်စင်းပြက်ဖြစ်သွားတတ်တာပါဒီအချက်တွေကြောင့်မြန်မာပြည်တပ်တွေကတောင်တန့်စင်ကိုဝေဖန်လာခဲ့ကြပါတယ်သူတပ်ပုံတွေအရာဆွင်တော့အလားလားရှိတဲ့လူငယ်ဖိုင်တာတအုပ်ဆိုပေမဲ့လည်းလူအချက်တွေကတော့ညံနေသေးပင်ဖြစ်ပါတယ်ဒီတစ်ခါမှာတော့ one championship ကတန့်စင်ကို time fighter တအုပ်နဲ့ပွဲတဲပေးလာခဲ့ပါတယ်တန့်စင်ကိုပွဲတဲလာပြီးခဲ့တဲ့ time fighter ဟာဆိုရင်လည်းမြန်မာဖိုင်တာတွေကတော့အနိုင်ယူပြထားနိုင်ခဲ့ဘူးတဲ့ ခွန်ဖွန်နိုင်ဆိုသူပဲဖြစ်ပါတယ်။သူကတော့မြန်မာဖိုက်တာတွေဖြစ်ကြတဲ့စွန်ရက်မိုးထန်အောင်တို့ကိုအမတ်နဲ့အနိုင်ယူထားခဲ့ဘူးတဲ့ဖိုက်တာလည်းဖြစ်ပါတယ်။ခွန်ဖွန်နိုင်ဟာဆိုရင်တော့ one championship မှာကိုပွဲထုတ်တက်ထားရမှာခုနှစ်ပွဲနိုင်နှစ်ပွဲရှုံးရလက်ကိုပိုင်ဆိုင်ထားပါတယ်။ရလက်ပိုင်းအရလည်းမဆူတဲ့ဖိုက်တာတဦးအနေနဲ့ဖြစ်ပြီးတော့နောက်ဆုံးငါးပွဲဆက်တိုက်ကိုလည်းအနိုင်ယူပြထားနိုင်ခဲ့ပါတယ်။သူ့ရဲ့ကစားပုံကပွဲကိုလူတို့လူဂိမ်းပလန်အပြောင်းလဲကစားနိုင်တဲ့ပုံစံမျိုးဖြစ်ပြီး တချို့ပွဲတွေမှာဆိုရင်တော့အမတ်အထိဆွဲခေါ်တက်တယ်လို့တချို့ပွဲတွေမှာလည်းအလဲထူးနဲ့ပွဲသိမ်းတက်တဲ့ဖိုက်တာမျိုးပင်ဖြစ်ပါတယ်။ဘွန်ဘွန်နိုင်ဟာဆိုရင်တော့ဒေါ်လာ3သိန်းတန်းစာချုပ်ရဖို့အထိမျောလင့်လို့ရနေတဲ့ဖိုက်တာတဦးလင်းဖြစ်ပါတယ်။နောက်ဆုံး9ပွဲဆက်တိုက်အနိုင်ရရှိထားနိုင်ခဲ့တာကြောင့်ဒီပွဲမှာအနိုင်ရလက်ရသွားနိုင်မယ်ဆိုရင်တော့စာချုပ်ကန်လန်းခံရနိုင်ချေရှိနေပါတယ်။တို့အနေနဲ့လည်းဒီပွဲအတွက်တီချာပေါက်အကောင်ဆုံးပြင်ဆင်လာမှာဖြစ်တယ်လို့ တန်စင်ကိုအလဲထုတ်ပြီးစာချုပ်ကြီးရယူမယ်ဆိုပြီးတော့လည်းပြောဆိုထားပါတယ်။တန်စင်အနေနဲ့ကတော့အရင်ပွဲတွေတုန်းကလိုလိုအပ်ချက်တွေကိုမဖြစ်မနေပြင်ဆင်ဖို့အတွက်လိုအပ်နေခဲ့ပါတယ်။အရင်ပွဲတွေကလိုတွီးနေတဲ့ပုံစံတည်ငြိမ်မှုမရှိတဲ့ပုံစံမျိုးဖြစ်နေမယ်ဆိုရင်တော့တန်စင်အနေနဲ့ဒီပွဲမှာလည်းထပ်ပြီးအမောက်တိတ်ခံရဖို့များနေပါတယ်။တကယ်လို့ဒါအားမဲချက်တွေကိုပြင်ဆင်ပြီးရှင်ထိုးနိုင်ခဲ့မယ်ဆိုရင်တော့တန်စင်အတွက်မျှော်လင့်ချက်တော့ရှိနေသေးပါတယ်။ ဒီပွဲကပွဲရလက်ဘလို့ဖြစ်လာမလဲဆိုတာထက်တန့်စီရဲ့လိုအပ်ချက်တွေကဘလောက်ထိပြင်ဆင်သွားနိုင်ခဲ့တယ်လဲဆိုတာကိုအဓိကစောင့်ကြည့်သွားရမယ်လို့ထင်ပါတယ်1 Friday fights 132မှာနောက်ထပ်ပါဝင်လာမယ့်မြန်မာ fighter ကတော့ဇူနောင်ဦးပင်ဖြစ်ပါတယ်။သူကလည်းမျက်နှာတက် fighter တဦးတော့မဟုတ်ပဲ1 Championship မှာတပွဲထုတ်တက်ထားခဲ့ဘူးတဲ့အတွေ့အကြုံလည်းရှိနေခဲ့ပါတယ်။1 Championship နဲ့ပွဲဥဖက်မှာဦးမအီဟာလာဘီဆိုတဲ့ fighter နဲ့ထုတ်တက်ခဲ့ရပြီးတော့ အမတ်နဲ့ရှုံးနေတွန်းခဲ့ရတာဖြစ်ပါတယ်။ဇွန်နောကတော့အဖွင့်ပွဲမှာရှုံးနေခဲ့ရတယ်ဆိုပေမဲ့ပြိုင်ဖက်ကိုစိုင်ထိုးပြိုင်ထိုးနိုင်ပြီးအကျိတ်နဲ့ရှိတဲ့ပွဲကောင်းတစ်ပွဲဖြစ်အောင်ဖန်တီးပြီးသွားနိုင်ခဲ့ပါတယ်။ပြိုင်ဖက်ကအရက်မောင်းအလုံးထဲတာတဲ့ fighter ဖြစ်တယ်ဆိုပေမဲ့လည်းဇွန်နောကတော့အဝင်ထွက်ရေးရင်နဲ့ထိုးတက်ပြတ်သွားနိုင်ခဲ့ပါတယ်။ဒီထက်နည်းနည်းလေးပိုပြီးတော့မှဖြစ်ဖြစ်စီစီထိုးလိုက်နိုင်မယ်ဆိုရင်နောက်တစ်ချက်အနေနဲ့ clinch ဘိုင်းမှာဒီထက်ပိုကောင်းခင့်မယ်ဆိုရင်တော့ ဇွန်နောင်ဦးဟာအနိုင်ရလက်မျောလင့်လို့ရနိုင်ချေရှိတဲ့ဖိုက်တာတူပဲဖြစ်ပါလေအပွင့်ပွဲမှာနိုင်ပွဲမရရှိထားခဲ့တဲ့ဇွန်နောင်ဦးကိုဝမ်ချမ်မစ်ရှိကန်အခွင့်အရေးထပ်ပြီးလာခဲ့ပြီးတော့1 Friday Fights 132ပြိုင်ပွဲမှာပွဲတင်ပြလာခဲ့တာပဲဖြစ်ပါလေဇွန်နောင်ဦးရဲ့ပြိုင်ဖက်ကတော့ Thai Fighter Mike Sang and Jan Su တို့ပဲဖြစ်ပါလေသူကလည်း1 Championship မှာရလက်ကောင်းထားခဲ့တဲ့ Fighter တအုပ်ဖြစ်ပြီးတော့ဒီပွဲထိုးတက်ထားရမှာတပွဲပဲရှုံးနေခဲ့ပါလေ ဖရက်တီဟာကာတီကိုရှုံးနိမ့်ပြီးတဲ့နောက်ပိုင်းမှာတော့နှစ်ပွဲဆက်တိုက်ကိုပြန်လည်အနိုင်ရယူပြထားနိုင်ခဲ့ပါလေ။နိုင်ပွဲ၃ပွဲရရှိထားရမှာတပွဲထဲကိုပင်အလဲထုနဲ့အနိုင်ယူပြထားနိုင်ခဲ့ပါလေ။ဒါကြောင့်အလဲထုပါဝါကောင်းတဲ့ဖိုက်တာတွေထဲတော့မပါဝင်ဘူးလို့ရည်ပူရအပြင်တက်မှတ်လို့ရပါလေ။ဇုံအောင်ဦးအနေနဲ့လည်းဒီပွဲမှာအရက်မောင်းတူတဲ့ဖိုက်တာနဲ့ထူးတက်ရမှာဖြစ်ပါလေ။ပွဲကတော့စိုင်ထိုးပြိုင်ထိုးနဲ့အကျိန်းနဲ့ရှိတဲ့ပွဲကောင်းတပွဲဖြစ်လာဖို့များနေပါလေ။ဖိုက်ဖိုက်တာတွေနဲ့ ချုပ်တူးတဲ့အနိကက်တရောင်ရိုက်ချက်တွေကိုတော့သတိထားဖို့တော့လိုအပ်ပါတယ်။ဆိုင်ထူးပြိုင်ထူးကြပြီးတဲ့နောက်ဆုံးမှာတော့ဘဲဖိုင်တာကအနိုင်ရရှိသွားမလဲဆိုတော့ကိုပဲကျွန်တော်မြန်မာပလိတက်တွေအနေနဲ့အထူးတလဲစောင့်ကြည့်သွားဖို့လိုအပ်နေပါတယ်။တုံးချီအတွင်းမှာအချီမပေါ်နိုင်ပဲအမတ်အဆုံးအဖြတ်ထိရောက်ဖို့တော့များတဲ့ပွဲတစ်ပွဲလို့ထင်မြင်မိထားပါတယ်။ဆက်လက်ပြီးတော့ဂျိုရှွာဗန်နဲ့ပွဲမှာဂျိုရှွာဗန်ကိုချုပ်ကွက်နဲ့အနိုင်ယူပြန့်လိုက်မယ်။ဒီပွဲကပိုက်ဆံလွယ်လွယ်နဲ့ရမယ့်ပွဲစဉ်တစ်ပွဲဆိုပြီးတော့ လီတိုင်လာခဲ့တဲ့ချန်ပီယံအလက်ဇန္ဒားဖတ်တူဂျန်ရဲ့အကြောင်းလေးကိုတင်ဆက်ပေးသွားခြင်းပါတယ်။လာမယ့်လမှာဆိုရင်တော့အလက်ဇန္ဒားဖတ်တူဂျန်နဲ့ဂျိုရှာဗန်တူရဲ့ flyweight champion လူပွဲကြီးကိုကျင်းပပြုလုပ်သွားတော့မှာလည်းဖြစ်ပါနဲ့။ပွဲထူးတက်ဖို့နီကက်လာရာနဲ့အမျှ fighter နဲ့အောင်ဂျာမလဲစကားစစ်ထိုးမှုတွေကျင်းထန်လာခဲ့ပါနဲ့။လက်ရှိမှာဆိုရင်တော့အလက်ဇန္ဒားဖတ်တူဂျန်ကဂျိုရှာဗန်နဲ့ပွဲကအလွယ်တကူပတ်ဆိုင်ရှာလို့ရတဲ့ပွဲတစ်ပွဲဆိုပြီးတော့မှစကားစစ်ထိုးသွားခဲ့တာပဲဖြစ်ပါနဲ့။ ဝယ်ရနှိကြရင်90 90လူတက်မှတ်ခြင်းတက်မှတ်ကြလိမ့်မယ်ငါသာလောင်းလို့ရရင်လောင်းတယ်လောင်းလို့မရလို့ပါဘာလို့ငါဘက်ကနေမလောင်းချင်ကြတာလဲလောင်းလိုက်ကြစမ်းပါချုပ်ကွက်နဲ့ပဲငါနိုင်လိမ့်မယ်ပိုက်ဆံလွယ်လွယ်ရမယ့်ပွဲပါပဲငါရဲ့နောက်ဆုံးပြန်ဖက်နေရောက်ကိုကြီးလိုက်လေနေရောက်စလုံးကိုချုပ်ကွက်နဲ့ပဲငါကအနိုင်ယူပြထားတာပါဒီပွဲမှာလဲချုပ်ကွက်နဲ့ပဲပြန်ပြီးအနိုင်ယူပြမှာပါဘယ်နဲ့ချီမှအနိုင်ယူပြမလဲဆိုတော့ကိုတော့မပြောတတ်ပေမဲ့ တီချာနာကတော့ချုပ်ွက်နဲ့ပဲအနိုင်ရမှာပါဆိုပြီးတော့အလက်ဇန်ဒါဖတ်တူဂျာကပြောဆိုသွားခဲ့တာဖြစ်ပါလေ UFC မှာဒီလိုမျိုးလေတိုက်ကြတာကတော့တိတ်ပြီးတော့မှမထူးဆန်းကြတော့ပါဘူးဒကာတလီမာဖိုက်တာတွေကစိတ်ထက်ကမပိုင်တော့ပွဲအပေါ်လူစိတ်ဝင်စားမှုပိုပြီးမြင့်တက်လာအောင်အခုလိုမျိုးလေတိုက်တာမျိုးပြုလုပ်တတ်ကြပါလေဘလို့ပဲဖြစ်ဖြစ်အလက်ဇန်ဒါဖတ်တူဂျာအနေနဲ့ကလည်းဂျိုရှွာဗန်ကိုအထင်သေးတယ်လို့ပြောဆိုသွားခဲ့တာဖြစ်ပါလေ လက်ရှိမှာတော့ MMA လောကတစ်ခုလုံးကမှာဂျိုရှောဗန်ကိုအထင်သေးနေကြတာပဲဖြစ်ပြီးတော့အလုံးကဖတ်သူကြံပဲနိုင်ရမယ်ဆိုပြီးတော့ခမန်းနေကြပါလေဂျိုရှောဗန်အနေနဲ့ဒီခမန်းချက်တွေကိုရောင်းပြန်လန့်ပစ်ပြီးတော့မှအလုံးမထင်မဲ့ဌာနတွေကိုပြုတ်လုပြဖို့လိုအပ်နေပါလေ။အလက်ဇန်နာဖတ်သူဂျာရဲ့အဓိကအသာချက်ကတော့ ground game လို့ပြောလို့ရမှာဖြစ်ပြီးတော့ဒီအချက်ကိုပဲ Joshua Van အနေနဲ့တတိထားကစားသွားရမှာဖြစ်ပါလေ အတူကြကဂျူဂျီဆုခပ်ပတ်နဲ့ရရှိထားတဲ့ဖိုင်တာတီအောင်ဖြစ်ပါတယ်။ ground ပိုင်းမှာဆိုရင်လဲဘက်ပိုဇီရှင်ရယူပြီးတော့နောက်ကနေချုပ်ကွက်ပုံဖော်တဲ့အပိုင်းမှာတော်တော်လေးကောင်းတဲ့ဖိုင်တာတအူးဖြစ်နေပြန်ပါတယ်။ဒီခေတ်ပွဲတွေမှာဆိုရင်လဲ real နဲ့ကချုပ်တွေကိုပွဲတိန်အနိုင်ယူပြထားနိုင်ခဲ့တဲ့သူပင်ဖြစ်ပါတယ်။ဒါကြောင့်ဖတူဂျာနဲ့ ground မှာဆိုရင်တော့ဘေးဖိုက်တာအတွက်မှမလွယ်ကူဘူးလို့ပြောလို့ရပါတယ်။ဗန်အနေနဲ့လဲ ground ကို မပအောင်အဓိကထားပြီးကံကွယ်သွားဖို့လိုအပ်ပါတယ်။ စတန်ဖိုက်ပိုင်းမှာတော့ဘတ်တူဂျာကမညံ့ဘူးဆိုပေမဲ့လက်တီတွဲလုံးတွေပါဝါပိုင်းတွေမှာတော့ဂျိုရှွာဗန်ကတာမီပြန်ပါတယ်။ဒါကြောင့်ဒီပွဲကနိုင်ဖို့အတွက်ဗန်ရဲ့လက်တီပါဝါနဲ့တွဲလုံးတွေကိုအဓိကအားထားသွားရမယ်လို့မြင်ပါတယ်။ဒီပွဲကဂျိုရှွာဗန်အတွက်မော်လေကူဘူးဆိုပေမဲ့လည်းအနိုင်ရလက်ရယူသွားမယ်ကြေရှိတဲ့အနေအထားမျိုးတွေလည်းရှိနေပါတယ်။ဒီအတွက်ကြောင့်ကျွန်တော်တို့မြန်မာပရိသတ်တွေအနေနဲ့ဒီပွဲကိုလက်မလွတ်တမ်းစောင့်ကြည့်အားပေးတော့ဖို့လိုအပ်နေပါတယ်။ဟုတ်ကဲ့ပါ ဒီကနေ့မှာတော့အာကစားလောကကစိတ်ဝင်စားမှုကောင်းတဲ့အကြောင်းအရာတွေကိုစူးစီးတုံးတက်တင်ဆက်ပြီးသွားခဲ့တာပဲဖြစ်ပါလိမ့်။အဆုံးအထိကြည့်ရှုအားပေးနေတဲ့ပရိသတ်တူဦးတယောက်ချင်းစီတိုင်းကို အထူးပဲကျေးဇူးတင်ပါတယ်။နောက်လာမယ့်ဗီဒီယိုဒီမှာပြန်လည်ဆုံတွေ့ကြအောင်ပါ။ကျွန်တော်ကတော့အစီအစဉ်တင်ဆက်သူဂျိုးဆက်ပဲဖြစ်ပါလိမ့်။အားလုံးပဲတာယာပျော်ရွှင်တဲ့ဘဝလေးကိုပိုင်ဆိုင်နိုင်ကြပါစေ။